ဲလူတွေကလမ်းဆန်းနေပြီတက်ကြွနေပြီဆိုရင်တော့ကျွန်တော်တို့ Manchester United ဘိုးကတော့လာပြီမနေ့ကတောက်ကြနေ free tick တွေကအပေါင်း130လောက်ထပ်ပြခဲ့ပြီ9ရက်စတိုင်အပေါင်းထပ်ပြနိုင်ခဲ့ပါတယ်ဒီနေ့အော်တိုဘာ25ဆင်းနေရမှာတော့ပွဲကြီးပွဲကောင်းတွေအများကြီးရှိရတဲ့အမှမဲပွဲအပကျွန်တော်အကြိုက်ဆုံး free tick 3ပွဲကိုရွေးချယ်ပြီးတော့မှဖြစ်ပါတယ် ်ပထမဆုံးတပွဲဖြစ်တဲ့ Chelsea နဲ့ Sunderland တို့ရဲ့ပွဲမှာ Sunderland အတင်းဟာနောက်ဆုံး၅ပွဲလို့ဂိုးအောက်ထားပြီး clean sheet ၃ပွဲအထိယူထားတာကိုကြည်ချင်းအပြည့်ဒီညမှာလည်းအဝေးကွင်းမှာပိတ်ကစားမယ်လို့ထင်ပါတယ်ဒီလိုပိတ်ကစားတဲ့အတင်းတွေနဲ့တွေ့ရင်ကိုယ်သွင်းရကောင်းတဲ့ Chelsea တို့ဟာဒီညမှာလည်း Boys ပြင်းပြီးကိုမောစီပြော့နေတဲ့အနေအထားမှာဒီညမှာဂိုးပေါ်နိုင်ကြီး85ရက်ခိုင်နှုန်းတက်ရှိတာမလို့ Chelsea နဲ့ Sunderland တို့ရဲ့ပွဲမှာဂိုးပေါ်ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ဒုတိယတပွဲဖြစ်တဲ့ Man United Brighton တို့ရဲ့ပွဲမှာ Man United ကနောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပြန်လဲတွေ့ရှိလာပြီးခြေစွမ်းဟာလည်းတော်တော်လေးတည်နေလာတဲ့အတင်းတင်းဖြစ်ပါတယ်။ဒါပေမဲ့ Brighton ဟာနောက်ဆုံး၅ပွဲမှာရှုံးပွဲမရှိသေးတာကိုကြည်ကြံပြီး Man U ဒီညမှာ body နိုင်ဖို့ကတော့တိတ်တော့မလွယ်လာပါဘူး။ဒါကြောင့်ဒီပွဲမှာတော့ body ကိုမချပေးပဲဂိုးပေါက်တစ်ချောင်းတည်းကိုပဲရွေးချယ်ပြလိုက်ပါတယ်။ Yigo ရော Man U နဲ့ဆလာလန်တို့ပွဲကိုဘယ်လိုမြင်လဲ။အောက်က comment မှာဝင်ရောက်ဆွေးနွေးညှိနှိုင်းသွားလို့ရပါတယ်။ ဗီဒီယိုလည်းနည်းနည်းလေးရှင်းနေပြီဆိုတော့နောက်ဆုံးဘွဲဖြစ်တဲ့ဘီဘာဝင်နဲ့ဂီတာဖေးရဲ့ဘွဲစင်မှာဂီတာဖေးဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ပါတယ်။ဒါကြောင့်ဒီညအတွက်ကျွန်တော်ဂျာဆောဖရီးရဲ့သုံးဘွဲကတော့ Chelsea Go ပေါ်၊ Man Go ပေါ်နဲ့ဂီတာဖေးဘော်ဒီလိုပဲဖြစ်ပါတယ်။ဒီကိုလည်းအကြိုက်သူမှကစားပါအကြိုက်မသူရင်ဘက်ကန်ကြဖို့တိုက်တွန်းချင်ပါတယ်။အားလုံးပဲဒီညလည်းအပေါင်းဆက်ပြနိုင်ကြပါစေ။